ိုးတက်တဲ့နိုင်ငံရေးစီးရေးအရေးတွေဖြစ်ဖို့စီးရေးဖီအားကအစုံအရာရှိရှိမှလည်းဖြစ်မှာဖြစ်တယ်ကျွန်တော်ဆိုလိုတာကဟိုငလင်းတင့်အေရိယာတွေကိုတိုက်ခိုက်ဖို့ဆိုလိုတာမဟုတ်ဘူးငလင်းတက်ရောက်ချင်းမရှိခဲ့တဲ့ဒေသတွေကဖက်စစ်အကြမ်းဖက်စခန်းတွေကိုကျွန်တော်တို့အနေနဲ့စီးရေးဖီအားဆက်လက်ပေးဖို့လိုပါတယ်တစ်ခါကလည်းပဲတကယ်ငလင်းဘေးတင်ခဲ့တဲ့ပြည်သူတွေကိုကုညီကယ်ဆယ်လုပ်ဖို့ရတဲ့မြတ်အခွင့်အလမ်းပေါင်းစုံနဲ့ပေါင်းဆက်ပြီးကျွန်တော်တို့ဆောင်ရွက်မှာဖြစ်ပါတယ်လိုအပ်လို့ရှိရင်အင်အားချင်းနဲ့ဖက်စစ်တပ်စခန်းတွေထိန်းချုပ်ထားတဲ့ငလင်းသစ်ဧရိယာကိုကျွန်တော်တို့အင်အားအပြည့်နဲ့ဝင်ပြီးတော့တိုက်ခိုက်ဖို့မဟုတ်ဘူးနော်။ကင်ဆယ်ဖို့ဆောင်ရွက်ရပါလိမ့်မယ်။ မတိုက်ဘူးဒါပေမဲ့မင်းတို့ကိုယုံကြည်စက်ချခြင်းမရှိလို့အခုဆိုရင်ကျွန်တော်တရင်နေကြားနေတယ်ပီရီတပ်ဖွဲ့ဝင်လူငယ်လေးတွေငလိဘေးတဲ့နေနေရာဝင်ကယ်ဆယ်ကြတယ်ဖမ်းခံလိုက်ရတယ်သူအင်အားနည်းနည်းနဲ့ဝင်တာဟုတ်ခါဒလီမှာအန်နီရရှိတော့လည်းပဲရဲဝင်ရင်ဆန်ပြီးပြည်သူအကျိုးကိုရှေ့ရှုမှုကျွန်တော်ဘက်ကပြသကြဖို့လိုပါတယ်ဖက်စစ်ကတော့ဖက်စစ်အလုပ်လုပ်မှာအာနာရှင်ကတော့အာနာရှင်အလုပ်လုပ်မှာလူသက်ကောင်ကတော့လူသက်ကောင်အတွင်းနဲ့ပဲတွေးမှာဖြစ်ပေမဲ့ကျွန်တော်တို့ဘက်ကတတ်နိုင်တဲ့အကာအကွယ်တွေကိုယူရသလောက်ထိုးပေါက်ဝင်ပြည်သူအသက်ကိုကယ်တင်ရင်ကျွန်တော်တို့နိုင်ငံရေးအနာဂတ်ကို ဆက်လက်ဆောက်ရှောက်ကြဖို့ကြိုးစားကြရတယ်။ချိန်ကြပြီလို့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မလင်ပေးလွတ်ကင်းတဲ့ဒေတာတွေမှာစစ်ကောင်းစီကိုစည်ရေးအရာဖြစ်အားပေးဖို့ဗိုလ်ကြီးနေမျိုးစဉ်ပြောပြလာတဲ့ရုပ်တံနဲ့အတူစစ်ရှုံးစစ်ကောင်းစီကတရုတ်အကူအညီဖြင့်လာရှုမျိုးပေါ်ရက်ွက်များကိုပြန်ယူပြီးလာဝကများကိုအရင်စေလွတ်မည်ဖြစ်၍နိုင်ကျင်းများထွက်ခွာကြရန်ကိုကန့်တက် NNDAA တတိပေးလိုက်တဲ့ထူးခြားသတင်းပါတင်ဆက်ပေးလိုက်ပါတယ် NNDAA လာရှုမြို့တင်းတိုက်ပွဲတွင်စစ်ရှုံးနှိမ်ခဲ့ရသည့်စစ်ကောင်စီကတရုတ်၏အကူအညီဖြင့်လာရှုမြို့ပေါ်ရက်ကွက်များကိုပြန်လည်ရယူပြီးလာဝကများကိုအရင်စေလွတ်မီဖြစ်၍လာရှုထောင်တွင်းကလွတ်မြောက်လာသည့်နိုင်ငံရေးအကျဉ်းသားများလုံခြုံစိတ်ချစေရေးအတွက်လာရှုကနေထွက်ခွာကြရန် NNDAA က အတိပေးထားသည်2025ခုနှစ်ဧပြီလ22ရက်နေ့တွင် ANDAA တက်များပြန်ဆုတ်ခွာမည်ဖြစ်ပြီးဧပြီလ22ရက်နေ့တွင်စစ်ကောင်စီ၏လာဝကလူဝင်မှုကြီးကြပ်ရေးဌာနကဥဆုံးဝင်လာမည်ဖြစ်ပြီး23ရက်နေ့တွင်ရုံးဖွင့်မည်ဟုဆိုသည်လာရှုံမြို့တွင်ဆက်နှစ်ရက်ကွက်ကိုစစ်ကောင်စီကိုပြန်ပေးလိုက်ပြီးပတ်ချလဲနီးနားရွာအားလုံးကိုအထူးဒေသတက်မှတ်ထားတဲ့လာအာရှုံနဲ့ကပ်နေတဲ့ရွာတွေအားလုံးအထူးဒေသတက်မှတ်ထားတဲ့စစ်ကောင်စီကိုဝိုင်းထားတာမျိုး လာရှုမျိုးနဲ့၃မိုင်ဘက်ချာလဲကို NNDAA ကထိန်းချုပ်မယ်ဟု NNDAA သတင်းအရင်းမြစ်က2025ခုနှစ်ဧပြီလ၄ရက်နေ့တွင်ပြောသည့်စစ်ကောင်စီသည် လာရှုမျိုးတွင်ကို ပြန်ယူတော်လဲလာရှုမျိုးအနီးရှိနေရာများကို NNDAA ကအထူးဒေသအတွင်းသို့ထည့်သွင်းထိန်းချုပ်ပြီးစစ်အင်အားလဲဖြည့်တင်းနေသည် လာရှိုးမျိုးက NNDAA ဝန်ထမ်းတွေကိုတော့သူတို့ထိန်းချုပ်တဲ့မျိုးတွေမှာလုံမလားထွက်မလားမေးတယ်။ NNDAA ထိန်းချုပ်တဲ့မျိုးတွေမှာတာဝန်ထမ်းဆောင်မှုတောင်းဆိုနိုင်တဲ့နေရေးထိုင်ရေးစားရေးအတွက်အကုန်လုံးစီစဉ်ပေးမယ်ပြောတဲ့။ထောင်ပွင့်လို့လွတ်လာတဲ့နိုင်ငံတွေကိုလည်းထွက်ခွာကြဖို့အတိပေးထားတယ်ဟု NNDAA သတင်းအရင်းအမြစ်ကပြောသည်။မြမပြည်သူပြည်သားတိုင်းသားအားလုံးကပေးဖြာဖြာကနေကင်းပါချမ်းသာပါစေကြောင်းပထမဦးစွာဆုမတောင်းရင်းနဲ့ဒီကနေ့ကျွန်တော်ရဲ့ပြည်သူတို့ ပြန်ဖြူချက်အစီအစဉ်တက်ဆက်ပါတယ်အခုချိန်ကဆိုရင်ဖက်စစ်မရောက်လိုက်ဟုတ်စုကအဘင်းစတက်ညီလာခံဖြစ်ဖက်နိုင်ငံကဖိတ်ခေါ်တဲ့ဒီအစီအစဉ်အတွက်စီဝေးအတွက်သူဟာလင်းစည်းသွားနေအချိန်ဖြစ်ပါတယ်ကျွန်တော်တို့တရားမျှတမှုလိုလာတော့တိုင်းပြည်ပြည်သားအားလုံးဖွဲ့စည်းများအားလုံးကပြပြသားသားတောင်းဆိုနေကြတဲ့ကြားတွေကထိုင်းနိုင်ငံအစိုးရဟာကျွန်တော်တို့နိုင်ငံရဲ့လူသက်စစ်ရာစခွေးကောင်မရောက်လိုက်ကျွန်တော်တို့နိုင်ငံကိုလူလုတပ်ပီးကြီးတွေနဲ့တဘောကပီးကြီးတွေကိုလူလူရှူပြပြပြီးလူပေါင်းများများစွာတည်ကျပစ္စည်းကြီးခဲ့တဲ့လူသက်မင်းအွန်လိုင်းကိုဖိတ်ခေါ်ပြီးတော့ တို့နိုင်ငံလူရဝင်ဖို့ကြိုးစားတဲ့အစီအစဉ်ဖြစ်ဝန်ထဲဆောင်နဲ့ကျွန်တော်တို့စောင့်ကြည့်နေရတဲ့အချိန်ဒီချိန်မှာကျွန်တော်နိုင်ငံရဲ့စကိုင်းပြည့်ပြည့်ကြောတစ်ချောင်းမှရှိတဲ့မန္တလေးစကိုင်းအပါဝင်ဒီအောက်လျှောက်ထိအခုမနေ့ကညဆိုဖြာပုံအထိလှုပ်ခတ်ခဲ့တဲ့ရန်ကုန်မြို့ရဲ့ကောင်းငင်ရမှာဆိုရင်ကျင်းကတည်းကခါတဲ့ညံပွက်နေအောင်ဆူညံနေပြီးတော့တကယ့်ကိုလောကငရဲတစ်ခုအစပြောတော့မယ်အလားပြည်သူများကထိလန့်ချောက်ချနေကြတယ်ပြည်သူမျိုးများစွာဟာစကိုင်းမန္တလေးနေပြီးတော့တောင်ကုရန်ကုန်ပြည်သူမျိုးများစွာဟာအိမ်ထဲမှာမအေးရဲကြပဲလမ်းပေါ်ထွက်ပြီးတော့ အိမ်နေကြရတဲ့ဒီလိုဆိုးရတဲ့အခြေအနေကြားထဲမှာမတိုက်ပြိုတိုက်ပြတဲ့အောက်မှာပြီးမိနေတဲ့ပြည်သူတွေနောက်တစ်ခုဒီ၄ရက်လောက်ကြာသွားတဲ့အချိန်မှာကုသူကယ်ဆယ်ပြီးမရှိလို့နော်တေဆုံးကွယ်လွန်သွားကြတဲ့သူတွေထွက်လာတဲ့အပုံနဲ့တွေဒီချိန်မှာလူကြတူတန်းကြသူတွေကြားလာကြတဲ့အခါမှာဒီဖက်စစ်ငရဲခွေးတွေပြူတွေခွေးတွေရဲခွေးတွေစတဲ့ဒီဖက်စစ်လက်ပါစီတွေကစောင့်ချက်တားဆီးပိတ်ဆို့ဟန်တာနှောက်ရက်အဒီချိန်မှာလည်းပဲတောကြောင်လက်ကပေါင်းခတ်ပြီးတော့လူကြရဲကြဆိုတော့ကျွန်တော်တိုင်းပြည်ဟာတကယ်ကိုငရဲပွက်ပမာတကယ်ကိုစိုးထိတ်ဆဆုံးအခြေအနေကိုရောက်ရှိနေတာဖြစ်ပါတယ် တစ်ဖက်ကလည်းပဲဖက်စစ်မင်းအောင်လံအောင်စုဟာမင်းညာထုတ်ပြန်ကြေညာချက်အရဆိုရင်တို့လည်းပဲဒလကြာအပြစ်ခတ်ရဆဲမယ်ဧပြီလဒီဒီအကုန်ထိအပြစ်ခတ်ရဆဲမယ်ဆိုတဲ့ကြေညာချက်ကိုကျွန်တော်တို့ဖတ်ရှုရပါတယ် တစ်ဖက်ကလည်းပဲ KIN ဟိုက KIN ကလည်းထုတ်ပြန်တယ်အန်ယူဂျီအမိုဒီကလည်းပဲနှစ်ပတ်ကြာအပြည့်ခတ်ရဆဲထားမယ်ထိုးစစ်တွေရဆဲထားမယ်လို့ထုတ်ပြန်ထားတယ်ဒီအချက်လည်းအားလုံးကဘာပြောပြောအင်ပလန်ဆိုးဝါးအနေနဲ့အခက်အခဲဆုံးအကြမ်းတမ်းဆုံးအခြေအနေမှာတော့ကျွန်တော်တို့အနေနဲ့မဖြစ်မနေတော့ကြိုးစိုးစောင့်ကြည့်ရမယ်သဘောဖြစ်ပါတယ်ဒီလိုပဲဖြစ်စီဘလို့ဆိုးရတဲ့ပုတ်တိုက်မှုတွေနဲ့တိုက်ခတ်မှုတွေပဲရှိရှိနောက်ဆုံးတော့ဒီဗျာရီအပြည့်ခတ်ရဆဲရဆပြန်လည်စစ်ဆက်ညှိနှိုင်းတော့မဟုတ်အဖြေတစ်ခုကိုဥရင်းနီလန်တကြရှာဖွေပြီးနိုင်ငံသားအားလုံးရဲ့ဘေးကင်းရာကိုဖြစ်စီမယ်ဒီရွေးချယ်မှုတစ်ခုခုကိုပေါင်းစုသွားကြမှာတမတာပါပဲဆိုတော့ကျွန်တော်စကားဆက်ရရင်အခုကျွန်တော်တို့ဖြစ်ပေါ်နေတဲ့ ဒီတစားတော့ငလင်ဒီတက်ဘေးဆိုတာဟာတကယ်တကယ်တော့ကျွန်တော်တို့လူသားတွေသာဥပမာဂျပန်ပဲကြည့်ဒီကနေ့ဂျပန်မှာ65ကျော်ကျော်လုတ်တယ်ပေါ့ ဒါပေမဲ့တို့မှာကြိုတင်ပြင်ဆင်ထားတဲ့ဒီဆောက်လုပ်ရေးညနေဒီရေနဲ့စနစ်ကျနာတဲ့ဆောက်လုပ်ဆိုင်ဆန်ကျင်ဆန်ညွှန်းလေးဖြစ်လာခဲ့ရင်ကူညီကယ်ဆယ်ဖို့အတွက်တမျိုးသားအလုံးဒီမှာတမျိုးသားအလုံးနဲ့စနစ်ကျနာတဲ့အစီအမံလေးလိုအပ်တဲ့ funding လိုအပ်တဲ့ facility အားလုံးပြည့်စုံတာပြင်ဆင်သွားတဲ့ကြောင့်ဘလို့ပဲ9.5ပဲလို့လို့6.5 magnitude ပဲလို့လို့ဂျပန်နိုင်ငံလိုနိုင်ငံမျိုးကြီးကအေးအေးဆေးဆေးဖြတ်တန်းနေတဲ့အချိန်မှာကျွန်တော်နိုင်ငံမှာက disaster saving အတွက်ဘာမှပြင်ဆင်ထားခြင်းမရှိဘဲနဲ့ပြည်သူကိုရဲဆဲဆဲပြိနေတက်ဖြတ်နှိမ့်နှင်းဖို့ပဲလူသက်လက်နက်အများအပြားဖျားပြင်းတဲ့ပေါင်ငန်းရအပါဝင်ပေါင်တုံးအပါဝင်နောက်ဆုံး chemical weapon တွေအပါဝင်နိုင်ငံတကာကနေပြီးတော့ ဘဏ်ကြောင်ငွေကြေးအပြောင်ပြသုံးပြီးပြည်သူနေနေတက်ဖြတ်ဖို့ပဲစင်ဆိုင်စူးစမ်းလာခဲ့တဲ့ဖက်စစ်အကြဖက်စစ်တပ်ကလုပ်ရကြောင်စင်ကြင်လုံးပြမဲ့တဲ့ဆောင်ရွက်မှုတွေကြောင့် disaster saving program တွေဘာမှမရှိခဲ့တဲ့အတွက်ပြည်သူတွေဟာဆောက်လုပ်တဲ့အဆောင်အဉ်မှာလည်းဆန်းကျင်ဆန်းကျင်မမီခဲ့ဘူးဆန်းကျင်ဆန်းကျင်မမီတာမှပြည်သူတွေမဟုတ်ဘူးဖက်စစ် အာနာရှင်အဆက်ဆက်ဆောက်လုပ်ခဲ့လို့အခုဆိုရင်တမတာယုံတွတ်တော်သူတို့ရဲ့ဝင်းကြီးဌာနအဆောက်အုံလေးမင်းရတရားတရားရဲ့အခြေအနေအရဆိုဝင်းကြီးဌာနအနည်းဆုံး၃ခုနဲ့အထက်လုံးဝပြိုကျပျက်စီးသွားပြီစီဌာနရုံးချုပ်ကြီးတွေစီပြိုကျပျက်စီးတာရှိဒါပါလို့ဆိုတော့ဒီတေချာစနစ်ကျနာတေချာတဲ့ဆောက်လုပ်ရေးစံချိန်စံညွှန်းတွေကိုမရှိဘဲနဲ့အပြိုင်ဆိုင်ရရနေရခိုးဝဲတိဆောက်ခဲ့ကြတယ်ဟန်ပြမိတ်ကပ်လိမ့်ပြီးတိဆောက်ခဲ့ကြတဲ့အစီအစဉ်ကြောင့်အခုဆိုရင်ဒီပြည်သူတရားလုံးဟာအကြီးကျယ်ဒုက္ခရောက်နေကြတာဖြစ်ပါတယ်ဆိုတော့အခုချိန်မှာနိုင်ငံတကာကိုနော်ခုမှလေးလေးတင်ပြပြီးအရေးပေါ်အခြေအနေကကဲဆဲကူညီဖို့ပန်ချားလဲဆိုပေမဲ့ ဥပမာထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ဝင်ခွင့်မရအောင် American Rescue Team အခုတည်းကဘယ်လိုလုပ်ရမလဲဘယ်လိုလာလဲဆိုတော့ကျွန်တော်တို့မသိရဘူး။အားကြောင့်လဲဆိုတော့နိုင်ငံရေးအခြေအနေကဖက်ရှစ်ဂျာမန်အုပ်စုကသူနဲ့ပလဲနံပါတ်တင်တဲ့ရုရှားတရုတ်စတဲ့ သူ့ကိုဘက်ကပ်ပေးထားတဲ့နိုင်ငံကကွန်ဂျီကေစေးအဖွဲ့လောက်ပဲဝင်ခွင့်ပြုတယ်ဒါတော့မနေ့လုံးကတရုတ်တက်ချီနေရင်တန်းလာတဲ့အချိန်မှာဒီနောင်ချိုကနေပြီးတော့ဆက်လက်နဲ့စီးပစ်တဲ့ဖက်စစ်ကြဖက်တပ်တွေရဲ့လုပ်ရက်ကလည်းကမ္ဘာကကူးလေးတော်ဖြစ်သွားတယ်အဲ့ဒါကြောင့်လည်းပဲချက်ချင်းကိုပြစ်ခတ်ရစေးဆိုတာကိုထုတ်ပြန်ကြေညာလိုက်ရတာဖြစ်တယ်ဆိုတော့မင်းအောင်လိုင်းရဲ့လက်ထက်မှာဖက်စစ်ကြဖက်အာနာရှင်စနစ်တွေအုပ်ချုပ်မအောင်ပါဘာမှကြကြနနပြင်ဆင်ထားခြင်းမရှိတဲ့အပြင်ကိုပြည်သူအတိတ်ဒုက္ခရောက်နေတဲ့အချိန်မှာ ဘာကလည်းဘယ်လိုလုပ်မလဲနိုင်ငံတကာဒီနောက်တွေဝန်ကြီးပြီးနိုင်ငံတကာကူညီကစေးဖွဲ့နဲ့စစ်တပ်ကချိတ်ဆက်ပြီးချရတဲ့မြောက်ကူညီကစေးကြီးနဲ့အပြည့်စည်းပုံတွေဖယ်ရှားပြီးပြည်မိနေပြည်သူတွေဆွဲထုတ်ရေးပြီးဆွဲထုတ်လာတဲ့ပြည်သူတွေနောက်ကငလင်ပြည်ကနေပြီးကင်းလွတ်လာတဲ့ပြည်သူတွေအတွက်ဆက်လက်အသက်ရှင်ရည်ရွယ်ဖို့နဲ့တို့တို့ရဲ့အရေးပေါ်လိုအပ်နေသွားလာဆက်တွေသွားလာမှုနော် transportation communication နောက်တစ်ခါ supply ဖြစ်စင်မဲ့ရေးစနစ်အစားအသောက်အားရစနစ်စတာအားလုံးစနစ်တကျအားလုံးချိတ်ဆက်ကူညီရမယ်အစားအလုံးနေလဲဖက်စစ်တပ်ရဲ့အုပ်စုတွေကစစ်တပ်ကဆိုရင်ဖျားကဌာပနာတွေထောက်ပြီးတော့ဌာပနာနေရာကအုပ်တွေဖယ်ပြီးတော့ဌာပနာကလူယူဖို့လုပ်နေတယ် မိသားဆိုတဲ့ကောင်ကြီးရဲဆိုတဲ့ကောင်ကြီးကဘာလို့လဲမန္တလေးနန်းရဲအုတ်မြူရိုးကိုတလုံးချင်းနေဆက်ပြီးဟန်ပြတွေလုတ်ပြနေတယ်တကယ်တကယ်မြေမြကဲဆဲကြီးလိုက်နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ပြည်သူကပြည်သူသားလဲကိုကြီးကဲဆဲနေကြလို့တချို့သောလူတွေအသက်ရှင်လာကြတာကိုကျွန်တော်တွေ့ရပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ ပြောပြချင်တာသုံးသပ်နှိုင်းရှင်းပြချင်တာကလုံခဲ့တဲ့နှစ်အင်းငယ်တွင်ကထိုင်းနိုင်ငံမှာဖြစ်ခဲ့တဲ့တောဝက်ဘောလုံးအသင်းသူတို့ရဲ့လိုင်ကူကြီးတစ်ခုထဲမှာဝင်သွားပြီးသူတို့အဲဒီဆွန်းဆွန်းတီတွားချိန်မှာရေပြင်းတာပြီးမြင့်တက်လာပြီးလိုင်ကူထဲမှာမြုပ်ကြချင်ခဲ့တာကျွန်တော်မှတ်မိပါလိမ့်မယ်အဲဒီမှာကျွန်တော်တို့မြန်မာနိုင်ငံသားတိုင်းသားကလေးတွေငယ်ဘောလုံးတမားတချို့လည်းပတ်ပါလိမ့်မယ်မဘလားဖြစ်လေထိုင်းဆိုရချက်ချက်ဟိုလေးတကြော်နဲ့နိုင်ငံတကာသတင်းတော်တွေဖိတ်ခေါ်ဒီတောဝက်ဘောလုံးအသင်းပိတ်ဒီပိတ်လောင်သွားခံရတဲ့လိုင်ကူထဲကိုဖောက်ဝင်ပြီးတော့ ရောက်အောင်ကယ်ဆယ်ဖို့ကြိုးစားကြတာအားတစ်ခါတည်းကြီးကြီးကျယ်ကျယ်ငါကျွန်တော်နိုင်ငံလေးမြေတိုင်ပို့လိုက်ရတာဒီလူလေးတစုတကြိတ်စားလောက်လူငယ်တကြိတ်စားလောက်တော့ကိုဟန်ဆိုးကလည်းနိုင်ငံကဒင်းတော်တွေဖိတ်ခေါ်ဒင်းတော်တွေဟိုလိုကြောလားဟာတစ်ခါတည်းကပားရဲ့အထင်ကြီးဆုံးအရေးကြီးဆုံးတင်းကြီးဖြစ်တာကုညီကယ်ဆယ်ဖို့နိုင်ငံကဒီပညာမြင့်တဲ့ကယ်ဆယ်ဖို့ရောက်အောင်လှန်ကုန်အောင်ဝင်လိုက်ကယ်ဆယ်တော့ဒီကလေးတွေအားလုံးကိုအသက်ရှင်ရဲ့ကိုရောက်အောင်ကယ်ထုတ်နိုင်ခဲ့တယ်ကယ်တယ်ကယ်ဆယ်သူတချို့တော့ဖိတိုက်ကုန်ပေးတာရှိတာပေါ့ကျွန်တော်ပြောချင်တာကလူကိုလူလိုတန်ဖိုးထားတဲ့နိုင်ငံဆိုရင်လူကိုလူလိုတန်ဖိုးထားတဲ့စနစ်နဲ့ လူကိုလူလိုတံပိုးထားတဲ့ကမ္ဘာနိုင်ငံများပေါင်းဆက်ကူညီမယ်ဆိုရင်မတည်သေးမတည်ထိုက်တဲ့သူတွေမတည်ဘူးဆိုတဲ့သဘောဖြစ်ပါတယ်။ဒီထက်ပိုပြီးတော့ကျွန်တော်အနေနဲ့နိုင်ငံအဆင့်ခြေတဲ့ကူညီကယ်ဆယ်ရေးလုပ်ငန်းတစ်ခုအကြောင်းကိုကျွန်တော်ထပ်ပြီးရှင်းပြချင်နေတယ်။လွန်ခဲ့တဲ့2020ခုနှစ်အောက်တိုဘာလတုန်းကကျွန်တော်တို့ဒီချီလီနိုင်ငံရဲ့ဒီနောက်ပိုင်းဒေသတစ်ခုမှာရှိတဲ့ဒီဆန်ချိုဆင်းဆိုတဲ့မိုင်းတွင်းကြီးတစ်ခုရှိပါတယ်။သူဟာရွှေနဲ့ကျင်းနေတဲ့တူတွေကိုသူတို့အဲထုတ်လုပ်ကြတာပါ။ထုတ်လုပ်ကြအဲ့ဒီမိုင်းတွင်းကြီးမှာအဲ့ဒီတုန်းက2020အောက်လ9ရက်နေ့မှာသူဟာမိုင်းတွင်းကြီးပျော်ချသွားခဲ့ပါတယ်။ မိုင်းတူပေါ်စီသူကလက်ကတဲကန်နိုင်ရလို့ကွင်းမြင်အင်မတန်အေးတဲ့ကန်နိုင်ရလို့ကွင်းမြင်ထဲကဒီမိုင်းတွင်းကြီးသူကဘလောက်နဲ့လဲဆိုတော့မီတာအနက်100လောက်ရှိပါတယ်မီတာအနက်100ဆိုတော့ကျွန်တော်တို့ဟိုဘောလုံးကွင်းဆိုလို့ရှိရင်သူကဘလောက်ရှိမလဲဘောလုံးကွင်း9ပြန်10ပြန်11ပြန်စာလောက်အနက်ရှိတာပေါ့ဘောလုံးကွင်း10ပြန်စာအနက်ဆိုဘလောက်နဲ့မစဉ်းစားကြည့်ဘူးအေးနဲ့ကြည့်အဲ့ဒီထဲမှာမိုင်းလုတာ33ယောက်သူဟာတဲ့မိုင်းတူးနေကြတဲ့အချိန်မှာမိုင်းတွင်းကြီးကပြိုကျသွားတယ် တို့ကြောက်သွားပြီးတော့တန်ပေါင်းမြောင်များစွာလေးတဲ့ကြောက်တုံးကြီးကမိုင်းတွင်းွားကြီးပိတ်သွားပြီးတော့သူတို့ဘလို့မှကဲဆလို့မရတော့တဲ့အနေထားမျိုးဖြစ်သွားတာဖြစ်သွားတော့ဒီမိုင်းတွင်းပိုင်ရှင်တွေကဆက်ဆက်ပြေပြေချင်းကတော့သူကတော့ဟာဘလို့မှမဖြစ်နိုင်တော့ဘူးဒါဆိုပြီးတော့သူတို့ကဒီမိုင်းတွင်းကဲဆေကူကြီးကိုမလုပ်ဘဲနဲ့သူတို့နေနေလိုက်ကြတယ်ပေါ့ဒါပေမဲ့နောက်တစ်ချိန်ထပ်ပြီးလွတ်ခတ်တဲ့ချိန်မှာတော့တရင်တိုးတိုးတက်ပြန့်တက်သွားပြီးတော့အဲဒီချီလီနိုင်ငံသမ္မတကြီးနဲ့အစိုးရအဖွဲ့ကချက်ချင်းသိရှိသွားတယ်တဲ့ဒီတရင်ကိုသိရှိသွားချင်းချင်းသူကဘာလဲဆိုတော့ဟိုနိုင်ငံတကာဒီအဖွဲ့တွေကိုနော်ဒါတောက်ကူကြီးကဲဆေဖို့နဲ့ ဒီမိုင်းနဲ့ပိုင်ရှင်တွေကိုတောင်းဝင်ယူတောင်းခံလို့ချက်ချင်းအမိန့်ထုတ်ပြီးတော့တရားအောင်ကယ်ဖို့ဒီစ조사ဖို့မိန့်ပေးလိုက်တယ်တီတီသမနာပြည်သူရေးချယ်တဲ့သမနာသူ့ရဲ့နိုင်ငံသားမိုင်းလင်းလုပ်တာ33ရောက်အသက်ကိုချက်ချင်းကယ်ဆယ်ဖို့အမိန့်ပေးလိုက်တဲ့နောက်မှာအဲ့ဒီမီတာရှက်ရတော့အ내အောက်မှာရှိနေတဲ့ဒေသလားရှင်သလားမသိနိုင်တော့တဲ့သူ33ရောက်ကိုသူတို့ကပိတ်ဆို့နေတဲ့အပေါက်ကနေပြီးရောက်အောင်တံမြောင်ပိုက်တယ်ရိုက်တယ်ရိုက်တယ်ရိုက်တယ်ပြီးတော့တက်ရှူဖို့လို့နော်အထက်မှာရှိတဲ့လူတွေဟိုရှိမရှိစမ်းသပ်တဲ့ကိရိယာစတာတွေကိုသူကဟိုဖြတ်သွင်းနေတယ်ဖြတ်သွင်းပြီးတော့ ဒီမီတာ918ရက်လောက်ကြာပြီသူစ조사ပြီးတော့ဗောနော်အသက်ရှင်မသိဒေမမသိတဲ့33ရက်အတွက်ကိုဒီကယ်ဆယ်ရေးအဖွဲ့က18ရက်တိတိကို조사ပန်းစားနဲ့အတမီပိုက်ရိုက်ခဲရဲတဲ့အနက်မီတာ900လောက်ထိရိုက်ခဲရိုက်ခဲရဲတဲ့ပြီးတော့တချောလို့နားတော့တော့အထက်မှာအတန်းကြာအေး18ရက်မြောက်ကြာတဲ့မီတာ900လောက်အနက်ကိုတပိုက်ကြီးရိုက်သိမ်းပြီးတဲ့ခါကြတော့အောက်မှာအဲ့ဒီ33ရက်ဟာလိုင်ကောင်းတနေရမှာလုံးဝပိတ်မိနေတယ်အသက်ရှင်ရရှိနေပြီလေဆိုတော့သူတို့သိသွား ီလာဒီတော့မြောက်ရောက်ကဲမယ်အဲ့တော့တမနာကြီးကသူ့နိုင်ငံမှာရှိတဲ့ဌာနပေါင်းစုဟာနိုင်ငံသား33ယောက်မိုင်းလေးလို့သား33ယောက်အသက်ကိုရောက်ကဲမယ်မရရောက်ကဲမယ်စိုးစားမယ်ဆိုပြီးတော့ခါတဲ့သူကနိုင်ငံကတမင်းတော်ပေါင်းစုနဲ့ဖိတ်ခေါ်အာတမင်းတော်တွေက ရေမရှိဘာမရှိဘူးဒီတဲကန္တရာပြင်ကြီးကြီးမှာတော့တဲခုကမရှိလို့လို့မီးမရှိလို့လို့အခုလို့မင်းအွန်လိုင်းရဲ့လူလိန်ဇော်မဲလုံးပြောသလိုမျိုးနိုင်ငံတကာဒေသတွေမလာပါနဲ့ဟိုတယ်တွေမရှိလို့ပါတယ်မဟုတ်တော့ဘူးတို့ဒေသတော်တွေဆိုတာဟိုတယ်ရှိရှိမရှိတို့တို့အတွက်မှန်ကန်တိကျတဲ့ဒေသထုတ်ပြန်မှုသာတိကျဖြစ်တော့ဟုတ်တဲကန္တရာပြင်ကြီးတွေမှာရွှေပြည်တဲတွေထုတ်နိုင်ငံတကာဒေသတော်တွေရောက်လာဘလော့ဒီဝန်သားကြီးကောင်းလဲဆိုတော့တကယ် NASA လို့တကယ် American သိပ္ပံပညာရှင်အဖွဲ့အစည်းတွေမှာရောက်လာပြီးတော့ဒီမီတာ900အောက်မှာမြုပ်နေတဲ့လူ33ယောက်ကိုကယ်တင်ဖို့နေလက်မှန်တဲ့မြောက်ကိုတိုက်ပန်တဲ့သူကတီထွင်ကြဆမ်းမှုဘောက်ဆုံးတုံးပြီးတော့သူတို့စူးစမ်းကြ ်ဒုစားကြပါဘေးနားမှာရုပ်ပြတဲ့စခန်းကြီးချွတ်ချင်းပေါ်လာပြီးတော့ဒီလူသားတွေအတွက်33ရောက်တဲ့အသက်ကယ်ဆေးကြီးကိုလာဆောင်ကြည့်မေတ္တာပို့ကြတဲ့ပြည်သူတွေလည်းအများကြီးဖြစ်တော့ဟာနိုင်ငံတော်လည်းစီစဉ်ပြီးဟာလေအမရေမီရေခအကုန်လုံးလုပ်ပေးထားတယ်အိမ်မှာအမတကယ်ကြာလို့ကြာဖေးဖေးနဲ့တို့တူ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 ပြီးတော့တို့အဲ့ဒီဟာကိုဆောင်ပြလိုက်ကြတာကဟာဘလောက်ကြာမှဖြစ်လဲဆိုတော့နောက်တက်မိုင်းတွင်းကြီးပြိုကျပြီးတဲ့နှစ်လကျော်ကြာမှာအောက်တိုဘာ7ရက်နေ့လည်းကြာတော့ဘောလုံးကွင်းခုနှစ်ပြန်စားလောက်အနက်ဘောလုံးကွင်းခုနှစ်ပြန်စားလောက်အနက်မှာရှိတဲ့မီတာ900မှာပိတ်မိနေတဲ့လူ33ယောက်ထဲကပထမဆုံးတစ်ယောက် ကယ်ဆွဲတင်လိုက်တယ်ဟာအသက်ရှင်ဟိုတယောက်ကတော့နှလားကျော်နှလားကျော်ကြာသူတို့မြေကြီးအောက်ထဲမှာပိတ်မိနေတဲ့ကြားမှာငါတို့ကိုပြည့်ပဲမထားဘူးငါတို့တမတားကြီးနဲ့ငါတို့ပြည်သူတွေငါတို့အသက်ကယ်တင်နေဆိုတော့ဂုံယူဝမ်းနေမှလည်းသူအပေါ်မြေပေါ်ပထမဆုံးရောက်ရှိလာအမှတနာကြီးလောက်ကိုတယောက်နှုန်းတယောက်နှုန်းနဲ့တဖြည်းဖြည်းဖြည်းဆွဲတင်ဆွဲတင်ပြီးတော့33ယောက်လုံးကိုအသက်ရှင်ရဲ့နှလားကျော်ကြာမှာကယ်တင်နိုင်ခဲ့တယ်ကြာကြည့်ဘလောက်ကြည့်အတူယူအားကြဖို့ကောင်းတယ်လူကိုလူတို့တန်ဖိုးထားတဲ့ငငယ်စင်းနဲ့အောက်မှာအသက်ရှင်ဝင်ရတဲ့အတွက်ကြောင့်နှလားကျော်ကြာပိတ်မိနေတဲ့မြေကြီးအောက်မီတာ900အနက်အောက်ပိတ်မိနေတော့ရောက်အောင်ကယ်ဆယ်ပြီးတော့ အသက်ရှင်ဝင်ရခဲ့တယ်ဆိုတာဒါလူသမိုင်းမှာအထင်ရှားရှိခဲ့တဲ့ဖြစ်စဉ်ဖြစ်တယ်ဒါပေမဲ့လူကိုလူလိုတံပိုးထားတဲ့စနစ်ပြည်သူကိုပြည်သူချင်းချင်းကူညီဆောက်ရှောက်ဖို့စီစဉ်ပေးနိုင်တဲ့အုပ်ချုပ်မှုပုံစံခြေလီသမတိုင်းနဲ့ခြေလီဆိုးရအဖွဲ့ကတူဆိုးရမျိုးမို့တာလုပ်နိုင်တာဖြစ်တယ်အခုကျွန်တော်တို့မြန်မာနိုင်ငံလိုဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်စစ်ဘုရားတို့စုအာဏာတကူထွားဖို့နဲ့သူတို့မိသားစုရတဲ့လောက်နိုင်ငံဘဏ္ဍာကိုခိုးစားဖို့ကြိုးစားနေတဲ့မယိုးသားသူများအုပ်ချုပ်တဲ့အောက်မှာတော့စနစ်တန်းတမှုလည်းမရှိစီမံမှုလည်းမရှိလူကိုလူလိုတံပိုးထားခြင်းလည်းမရှိပဲနဲ့ဒီလောက်မလင်းဘေးတင်ဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒီ ရွာကြီးတွေ ਆ ဆိုရင်လက်ပံလက်ပံလဆိုရင်ရွာကြီးတွေ ਆ ဆိုလို့ရှိရင်နော်အောက်မှာငလင်လှုပ်သွားလှုပ်သွားလို့တိုက်ပြူတွေမှာပြိမိတယ်ကိုဆွေမျိုးသားချင်းပြိမိတယ်ကယ်ဆယ်ချမကွန်ကြောက်လှုပ်တဲ့ချိန်မှာကောင်းကြီးကဘုံလာချင်းတယ်ဆိုတော့ဒီလောက်ပြည်သူတွေအတိဒုက္ခရောက်နေတဲ့အချိန်မှာတော့ဘုံကျဲတက်ဖြတ်ဖို့တစ်ခုပဲစဉ်းစားတယ်ဖက်စစ်အရဲသားမင်းအွန်လိုင်းရဲ့လက်ပါစီများလောက်မှာတော့ပြည်သူအားလုံးကိုကွန်ကြီးကယ်ဆယ်ဖို့ဆိုတာဟာမဖြစ်နိုင်တဲ့စောင်းအိမ်မဲတစ်ခုမဲ့တလို့သာဖြစ်နေပါတယ်ဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေလောက်အတိဒုက္ခရောက်နေတာကိုမဖြစ်နိုင်လို့ပါဆိုပြီးကျွန်တော်တို့လည်းရှုနေလို့တော့မသိဘူးเนาะရရနီလန်ပေါင်းစုံအသုံးပြုပြီးတော့နိုင်ငံတကာရဲ့ဖိအားအထက်ကပြည်သူလူထုရဲ့ပြန်ကန်ထွက်လာမယ့် ပောက်ခွဲအာတော့ထပ်မံဖြစ်ပေါ်လာအံ့တော့ငလင်းဘေးအခုဆိုရင်ဒီဖြာပုံဘက်ဆိုတာသူရဲ့သခိုင်းဖော်ကြီးကသခိုင်းကနေစပြီးတော့ဟိုးအောက်ထိဖြာပုံဖက်ချီမသိဒီမုတ်ပင်လယ်ကွေ့တဲ့ကိုငုတ်ရှိုးသွားတဲ့ဖော်ကြီးဟာအခုကြည့်တဲ့ကီလိုမီတာရာခနဲနီးပါးလောက်ထိရွေလျားသွားတဲ့ပြည့်ရွေကြိုးကြီးရဲ့ငလင်းလှုပ်ခတ်မှုကမပြီးသေးတဲ့တကြောင်ဆက်မဲ့ထပ်မံပြီးတော့ပုံမိုးဆိုးသွားတဲ့အခြေအနေတွေပေါ်ပေါ်လာစရာရှိသေးတယ်အဲ့တော့ဖြစ်ပေါ်လာနိုင်ရှိရှိတဲ့အန္တရာယ်တွေကိုလည်းကာကွယ်ရအောင်ကျွန်တော်တို့အားလုံးဟာစီးလုံးညီညွတ်မှုနဲ့ဖြစ်ပေါ်လာတဲ့ပြည့်ပေါ်ပေါ်လာတဲ့နောက်ဆုံးအခြေအနေတွေကိုအကောင်းဆုံးအခွင့်အလမ်းဖြစ်အသုံးချနိုင်ဖို့လိုပါတယ်ဒါကြောင့်အခု အပြစ်ခက်ရဆဲတယ်။ယာယီအပြစ်ရဆဲဆိုတော့အခြေအနေကနေပုံမတိုးတက်တဲ့နိုင်ငံရေးစီးရေးအရေးတွေဖြစ်ဖို့စီးရေးဖြစ်အားအစုံရာရှိရှိမှလည်းဖြစ်မှာဖြစ်တယ်။ကျွန်တော်ဆိုလိုတာကဟိုငလင်းအင်းအဲရီယာတွေကိုတိုက်ခိုက်ဖို့ဆိုတာလားမဟုတ်ဘူး။ငလင်းတက်ရောက်ခြင်းမရှိခဲ့တဲ့ဒေသတွေကဖက်စစ်အကြမ်းဖက်စခန်းတွေကိုကျွန်တော်တို့အနေနဲ့စီးရေးဖြစ်အားဆက်လက်ပေးဖို့လိုပါတယ်။တစ်ခါလည်းပဲတကယ်ငလင်းမေးတင်ခဲ့တဲ့ပြည်သူတွေကိုကုညီကယ်ဆယ်လုပ်ဖို့ရတဲ့မြန်မာအခွင့်အလမ်းပေါင်းစုံနဲ့ပေါင်းဆက်ပြီးကျွန်တော်တို့ဆောင်ရွက်မှာဖြစ်ပါတယ်။လိုအပ်လို့ရှိရင် အင်အားချိနေတဲ့ဖက်ဆစ်တပ်စခန်းတွေထိန်းချုပ်ထားတဲ့ငလင်သစ်ဧရိယာကိုကျွန်တော်တို့အင်အားအပြည့်နဲ့ဝင်ပြီးတော့တိုက်ခတ်ဖို့ပို့ဘူးနော်ကင်ဆယ်ဖို့ဆောင်ရွက်ရပါလိမ့်မယ်မတိုက်ဘူးဒါပေမဲ့မင်းတို့ကိုယုံကြည်စစ်ချခြင်းမရှိလို့အခုဆိုရင်ကျွန်တော်တို့တရင်နေကြားနေတယ် PDF တပ်ဖွဲ့ဝင်လူငယ်လေးတွေငလင်ဘေးတဲ့နေရာဝင်ကင်ဆယ်ကြတယ်ဖမ်းခံလိုက်တယ်သူအင်အားနည်းနည်းနဲ့ဝင်တော့ဘူးဆိုတော့ကျွန်တော်တို့ဒီအစီအစဉ်ကိုလည်းကျွန်တော်တို့စဉ်းစားမှာဖြစ်တယ်လို့တစ်ခါတည်းပဲနိုင်ငံကြီးလည်းနဲ့အခုဘင်းစတန်ကြီးလာကအပြီနော်မင်းအွန်လိုင်းကိုဖိအားဘလောက်တက်ရောက်လာမလဲကဘာကြီးကဘလို့ဆုံးဖြတ်မလဲဒီလောက်ဆိုးဝါးရက်စက်ကြမ်းကြုတ်တဲ့ဖက်ဆစ်စနစ်အောက်မှာကုညီကင်ဆယ်ကြီးဘလောက်ပဲလို့လို့ရှေ့ဆက်ပြီးတော့ပေါ်ပေါ်လာနိုင်ခြင်းရှိတယ်နောက်ဆက်တဲ့ပြဿနာတွေအခုဆိုရှင်ဒီပြည်သူတွေ ခံစားရတဲ့ဆော်မာရီတော့ပြတ်ပောက်သွားတဲ့လမ်းပိုင်းပိုင်းပိုင်းနဲ့စစ်သေးပိုင်းတွေကတနေ့ငလုံးနီးပါးတည်ပျက်စီးသွားတဲ့ infrastructure တွေအကုန်လုံးပျက်စီးသွားတဲ့အစိတ်ပိုင်းကိုမင်းအွန်လိုင်းအနေနဲ့ဘလို့မှဆက်လက်လက်ပတ်ဆောင်နေနေစမ်းချိန်မှာမဟုတ်ဘူးသူမှနိုင်ငံကအကျွေးတွေနဲ့သူစလက်နဲ့တွေတနေလို့ဝယ်ယူထားတဲ့နိုင်ငံသားငွေကြေးပြတ်တမှုတွေကသူအနေနဲ့ဘလို့မှတွားနိုင်မှာမဟုတ်ဘူးအဲ့တော့ဒီအားနည်းချက်တွေနဲ့သူ့ရဲ့ဖီယိုဖီးရဲ့ရာခိုင်နှုန်း30ကျော်ပဲထိန်းချုပ်ထားနိုင်တဲ့ ADR တွေမှာချစ်ကုတ်ပြီးတော့ရက်ဆက်ဆက်ဆက်လုပ်နိုင်တဲ့အစီအစဉ်တွေကိုရက်ဆက်ရုံမှာဆိုဆက်လုပ်နိုင်ခွင့်မရှိအောင်နိုင်ငံကဖီအားနဲ့တန်တမန်ကြီးရပေါင်းဆက်ဆောင်နိုင်စမကားတွေကျွန်တော်တို့ဘက်ကတိစောက်နိုင်ဖို့လိုပါတယ် တစ်ဖက်ကလည်းပဲကျွန်တော်တို့ဘက်ကမရဲတော့လဲကျွဲပြက်စီတော့မဟုတ်ဘူးပေါ့တချို့နေရာတွေမှာ risk တော့ရှိမှာပေါ့စွန်စားရတာရှိပါနေမယ်ဥပမာဆိုရှင်အာဒီဒေါက်တာဇဝေဆိုဆရာကြီးဒေါက်တာဇဝေဆိုပြောတယ်လို့သူတို့အနေနဲ့အစင်းသက်ရှိတယ်ဝင်ကုပ်ဖို့အစင်းသက်ရှိတယ်ဒါကောင်းမြတ်တဲ့ကမ်းလှမ်းချက်လည်းဖြစ်တယ်လို့ရဲရင်နဲ့ပြည်သူ့ဘက်တော်သားတွေရဲ့ဆောင်ရွက်မှုလည်းဖြစ်ပါတယ်တရားဝင်မှုနဲ့လူသားချင်းစာနာမှုရလည်းနိုင်ငံတကာရဲ့အသိအမှတ်ပြုမှုကိုရရှိနိုင်တာဖြစ်တယ်လို့ပြည်သူတရားလုံးရဲ့ကြီးညိုလေးစားမှုကိုပုံမတိုးတက်စေတာလည်းဖြစ်ပါတယ်လက်ရှိနိုင်ငံကြီးအရွေ့ရလည်းကျွန်တော်တို့ဘက်ကဟလာဟိုနူးညံ့မှုမင်းသားမှုတိခံမှုခွင့်လွှတ်မှု ခါတလေမှာအန်ရရှိတော့လည်းပဲရဲဝင်ရင်ဆိုင်ပြီးပြီးသူအကျိုးကိုရှေ့ရှုမှုကျွန်တော်တို့ဘက်ကပြသကြဖို့လိုပါတယ်ဖက်စစ်ကတော့ဖက်စစ်အလုပ်လုပ်မှာအာနာရှင်ကတော့အာနာရှင်အလုပ်လုပ်မှာလူသက်ကောင်ကတော့လူသက်ကောင်အတွင်းနဲ့ပဲတွေးမှဖြစ်ပြီမယ်ကျွန်တော်တို့ဘက်ကတတ်နိုင်တဲ့တကာအွယ်တွေကိုယူရသလောက်ထိုးပေါက်ဝင်ပြီးသူအသက်ကိုကယ်တင်ရင်ကျွန်တော်တို့နိုင်ငံကြီးအနာဂတ်ကိုဆက်လက်ဆောက်ရှောက်ကြဖို့ကြိုးစားကြရအောင်အချိန်ကြပြီလို့ကျွန်တော်အနေနဲ့ဒီကနေ့ဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုတင်ပြပါတယ်